ဟယ်လိုညီကိုတို့ရေဒီနေ့ကျွန်တော်တို့ရွှေအကြောင်းပြောကြအောင်ကဘာဘောကလူတွေဘာလို့ရွှေကိုဒီလိုနှစ်သက်ကြတာလဲ channel number channel မှာကျွန်တော်တို့စူးစီးဖော်ပြထားပါတယ်တချို့ကအလှဆင်ပြစ်ရှိအဖြစ်တင်ရှိထားကြတယ်တချို့ကယင်းနှီးမြုံနှံဖို့ကင်ထားကြတယ်ဒါပေမဲ့အတီးကတော့ရွှေမှာတန်ဖိုးရှိပါတယ်ရွှေဟာမပုတ်မတိုးတန်ဖိုးမပြတ်နှစ်ပလောက်ကြာကြာရွှေဟာအရင်ကတည်းကလင်းလက်နေစေပါပဲမင်းနှစ်ရွှေဝယ်ယူလိုက်တယ်ဆိုပါစို့ဈေးနှုန်းက XASA ချက်လောက် နှစ်နှစ်ကြာရင်ဈေးတက်သွားနိုင်ရင်ရှိတာတည်ထားပါတယ်။ဘာလို့လဲဆိုတော့ရွှေကရှားပါးပြီးလူတိုင်းလိုချင်ကြတယ်လေ။စီးခွားရေးမတည်ငင်းတဲ့ကာလမှာဆိုရွှေရက်တံဖိုးကပိုတောင်မြင့်တက်သွားတယ်။တချို့ကစဉ်းစားမိမယ်။မြေယာဝယ်ထားတာကပိုကောင်းတယ်ပေါ့။ရိုးရိုးလေးပြောရရင်မြေယာကဝယ်မဲ့သူကိုစောင့်ရတယ်။ရောင်းရခတ်တယ်။ပိုက်ဆံမြင်းများလိုတယ်။ရွှေကတော့ကြိုက်ထားရုံပဲ။ယူပြီးရောင်းလိုက်ရင်ချက်ချင်းရသွားတယ်။ပြီးတော့ရွှေရက်တံဖိုးကတက်လဲဆက်တက်သွားမှာပဲ။ သူဟောင်းတယ်ပြောတယ်ရွှေဟာမင်္ဂလာရှိတဲ့ယာဘသူကင်ထားကင်ထားကံကောင်းပြီးစည်းစိမ်ရမယ်တဲ့လှချင်းတစ်ခုတည်းတော့မဟုတ်ဘူးရွှေဟာတာမန်လူလူရဲ့အတွက်ဘဝအကာအကွယ်နဲ့စီးပွားရေးအာမခံချက်တစ်ခုပါပဲနှစ်နှစ်ကြာရင်ရွှေကင်ထားသူတိုင်းရွှေရဲ့တန်ဖိုးရှိမှုကိုရှင်းရှင်းလင်းလင်းမြင်ရမှာပါ channel number channel မှာကျွန်တော်တို့စူးစီးဖော်ပြထားပါတယ်။ဒါကြောင့်မလို့ရွှေဟာကဘာတဝမှာရေပန်းဆဲဖီတာပါ။ဒီလွေရွက်ဗီဒီယိုတွေကိုခင်ဗျားတို့နားထောင်ကြည့်ချင်ပါတယ်ဗျာ။